မက္ကဆီကိုမြောက်ပိုင်းမှာဇေဝဆန္ဒတစ်ခုပေါက်ကွဲမှုဖြစ်ပွားပြီးလူ23ဦးထပ်မံတေဆုံးခဲ့တယ်လို့ဒေသခံတာဝန်ရှိသူတို့ကပြောပါရယ်။နိုဝင်ဘာတရက်ကဖြစ်ပွားခဲ့တဲ့ဒီပေါက်ကွဲမှုဟာလျှက်စစ် transformer ခြုံရင်းမှုကြောင့်ဖြစ်ပွားတာဖြစ်နိုင်ကြောင်းစုံစမ်းစစ်ဆေးသူတွေကဆိုပါရယ်။စိတ်မကောင်းစရာကတော့ကျွန်တော်တို့တွေ့ခဲ့ရတဲ့တေဆုံးသူတွေကအသက်မပြည့်သေးသူတွေဖြစ်ပါတယ်လို့ဆိုနိုရာပြည်နယ်အုပ်ချုပ်ရေးမှူး Alfonso Durazo ကပြောပြီး သေဆုံးသူစုစုပေါင်း23ဦးရှိပြီးထိရန်ရရှိသူ17ဦးရှိတယ်လို့ဆိုပါတယ်။ပုံကွင်းမှုဖြစ်ပွားတဲ့ဟာမိုစီလိုမြို့မှာရှိတဲ့ဈေးရုံတရုံမှာထိရန်ရရှိသူတွေကိုကုသပေးနေကြောင်းထူရာဆိုကဆိုပါတယ်။ဒီဖြစ်စဉ်ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုပွင့်လင်းမြေသားစွာစုံစမ်းစစ်ဆေးပေးဖို့အမိန့်ထုတ်ပြန်ထားပါတယ်လို့၎င်းကဆိုပါတယ်။ဒီဖြစ်စဉ်ဟာမတော်တဆမှုဖြစ်ပြီးစိုက်တွင်းမှာရှိတဲ့ transformer ကိုအကဲဖြတ်လေးလာစစ်ဆေးနေကြောင်းအစိုးရရှင်နေုံကဆိုပါတယ်။ မိသားသမားတွေကအစအုံနဲ့ဝင်ခွင့်ပြုလိုက်တာနဲ့ဒီမတော်တဆမှုဖြစ်စဉ်ကိုအတိအကျသိရတော့မှာပါလို့၎င်းကဆိုပါတယ်။